ာပါမင်္ဂလာပါဆရာပါဘောင်းတို့အန်ဒီရဲ့နာမည်လေးနဲ့အန်ဒီရဲ့ရုပ်သေးသေးမင်းအဖွဲ့နာမည်လေးကိုမိတ်ဆက်ပေးပါအောင်ခင်ဗျအန်ဒီနာမည်ကဒေါ်မမနိုင်ဖြစ်ပါတယ်အန်ဒီတို့ကတော့မန်လေးမြို့ကမန်လေးရုပ်သေးဖွဲ့ပေါ့နော်ဒါမလို့အခုနာမည်ပြောင်းထားတော့မြမရုပ်သေးဖွဲ့ဖြစ်ပါတယ်ဟုတ်ပါအန်ဒီနေနဲ့အခုလိုမျိုးဗိုလ်ချုပ်အောင်သား100ပြည့်အထိမ့်မဲ့ပွဲမှာပါနော်ပါဝင်ပြီးကပြဖြောပြဖြစ်ခဲ့ပုံလို့လည်းပြောပြပေးပါအောင်ခင်ဗျဒီအန်ဒီတို့ရဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်သား100ပြည့်ပွဲမှာအန်ဒီကမြန်မာနိုင်ငံရုပ်သေးသဖြင့်အတင်းကြီး ဖွဲ့စည်းတည်ထောင်ထားတာပေါ့လေလွန်ခဲ့တဲ့6လအကန့်ကအဲ့တော့ဒီမြန်မာနိုင်ငံရုပ်သေးသဖြင့်အတင်းကြီးရဲ့စီစဉ်မှုအနေနဲ့ရုပ်သေးမန္တလေးရုပ်သေးရန်ကုန်ရုပ်သေးရဲ့လို့ခွဲခွဲပြပြခွဲခွဲပြပြမဟုတ်တော့ဘဲနဲ့စီစီလုံးလုံးဗိုလ်ချုပ်ရဲ့အောက်မှာချစ်ချစ်ခင်ခင်စီစီလုံးလုံးဖြစ်သွားကြအောင်ရန်ကုန်ကကိုထွေဦးထွေဦးမြန်မာရုပ်သေးရဲ့အန်တီတို့မန္တလေးကမန္တလေးရုပ်သေးအဖွဲ့ရဲ့အားလုံးရုပ်သေးပဲမြမရုပ်သေးပဲဆိုတဲ့အနေနဲ့ကိုစီစဉ်ပြီးကပြဖို့အတွက်အန်တီကစီစဉ်လိုက်ခြင်းဖြစ်ပါတယ် ဟုတ်ပါအဲ့ဒီဒီနေ့မှာဆိုရင်ရောအရင်လိုရုပ်သေးသဖြင့်အဖွဲ့အနေနဲ့ပေါ့နော်မြမရုပ်ရရုပ်သေးရုပ်တွေနဲ့ဘလုံပြဇာတ်တွေကိုကပြဖြောက်ပြုံးလဲဆိုတာသိရှိရှင်ပါခင်ဗျအာနှစ်ပိုင်းခွဲပြီးတော့ကပါပါပထမပိုင်းကတော့တမစင်ပေါ့နော်ရုပ်သေးတမစင်ဖြစ်တဲ့အပြူတော်အဲ့နောက်ဟိမဝနာကံမြင်းမြောက်ဘလူးဇော်ပြီးတော့ယာမတမင်လိုက်ခန်းလေးရဲ့အဲ့နောက်တငယ်တော်နေရာတော်ကင်းကပြီးတော့မြိုင်းနာနှစ်ပါးသွားအဲ့ဒါလေးကတော့ပထမပိုင်းဒုတိယပိုင်းမှာကတော့အာ ောင်းငင်ထက်ကမိုးရေစင်များဆိုရက်ပြက်ဆက်ကလေးဖြစ်ပါတယ်အဲ့ဒီပြက်ဆက်ကလေးကညတော်ရှင်ဆရာတင်ရဲ့တာအစမီးပေါ့နော်ဟိုတခါဟိုဟိုရင်မင်းသားကြီးဥွှေနန်းတင်ဘဘဥွှေနန်းတင်ရဲ့တာဖြစ်တယ်မင်းသားကိုနန်းဝင်းကဇညွန်ရေးတာပြီးတော့မှဒီအတန်ကတော့ကိုနန်းဝင်းရောဒီနတ်ခင်မွေရောအတန်နဲ့စမရုတ်အန်တီတို့ကပြဖြော်ပြထားတာဖြစ်ပါတယ်ဟုတ်ပါအန်တီအခုလိုမျိုးဗိုလ်ချုပ်အောင်ဆန်းနှစ်တရာပြည့်အထိမ်းအမှတ်နေနဲ့အန်တီတို့ရုပ်သေးရုပ် တပင်ပြချက်ကပေါ့နော်ပါဝင်ရတဲ့အတွက်အဲ့ဒီနေရာဖြစ်ပေါ်လာတဲ့ခန်းစားချက်လို့လည်းသိရှိရှင်ပါခင်ဗျမြန်မာတနိုင်ငံလုံးနိုင်ငံနဲ့အဝင်းပေါ့နော်တနိုင်ငံလုံးမှာမြို့တိုင်းမြို့တိုင်းမှာအာလွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်ရဲ့နှစ်တရာပြည့်မှာဆင်နွှဲနေကြသလိုအန်တီတို့ကလည်းပဲနောက်နှစ်တရာပြည့်ပွဲတော်မှာအန်တီတို့လည်းမရှိတော့ဘူးတယောက်မလို့ဒီပွဲတော်မြန်မာနိုင်ငံရုပ်သေးတပင်အသင်းကြီးအနေနဲ့ရုပ်သေးလဲပါဝင်မယ်ဆိုတော့မှတခါဗိုလ်ချုပ်ရဲ့အောက်မှာလည်းအခုလိုမန္တလေးရုပ်သေးရန်ကုန်ရုပ်သေးမကွဲပြားတော့ပဲနဲ့ နော်စီစီလုံးလုံးချစ်ချစ်ခင်ခင်ညီညွတ်ညွတ်ဘိုးချုပ်ရဲ့အောက်မှာဟောဒီဘိုးချုပ်ပွဲကြီးမှာပါဝင်ဆင်နွှဲရင်းနဲ့အခုလိုဆင်နွှဲခွင့်လေရသွားတယ်ပေါ့နော်အဲ့လိုဆင်နွှဲခွင့်ရရင်းနဲ့ရန်ကုန်မန္တလေးရုတ်သေးဟာတသားတယ်ပဲမြမရုတ်သေးဟာတသွေးတဲ့တသားတယ်ချစ်ချစ်ခင်ခင်စီစီလုံးညီညွတ်ညွတ်ဖြစ်သွားတာကိုအန်တီအင်မတန်မှဝမ်းမြောက်အောင်တာခုံကြီးဖြစ်မိပါတယ်ဟုတ်ပါနောက်ဆုံးအနေနဲ့စကန်နေရတဲ့တစင်ကြည့်ရှုနေရဲ့မိဘပြည်စုတွေပြည်သက်တွေအနေနဲ့စကားလက်ဆောင်လေးပြောကြပေးပါဦးခင်ဗျအန်ဒီပြောချင်တာကတော့ဒီဘိုးချုပ်ပွဲတော်ကြီးမှာပါဝင် အင်းဆင်နှွဲခဲ့ရင်းနဲ့တခါဒီမြမရုပ်သေးဟာကဘာကနေကဘာမှလည်းရုပ်သေးတွေအများကြီးရှိတဲ့အခါမှာဒီမြမရုပ်သေးဟာကဘာကမြန်လေးစားမြန်နိုတံမိုးထားပြီး top ထိတ်ဆုံးကနေရာယူထားတဲ့အမှုပညာရုပ်သေးမှုပညာဖြစ်ပါတယ်။အကြောင်းမို့လို့ဒီအမှုပညာကိုအန်အန်တီလိုအမျိုးသားအမျိုးသမီးတယောက်တည်းတော့ရေကိုစွမ်းလေးညံစွမ်းလေးနဲ့ကြိုးစား ရတာဟာရှင်သန်မှုအတွက်ရွေးရုံလောက်ပဲရွေးတာပါအားလုံးပြည်သူတရားလုံးတော့ဒီမြို့မီမြို့ဖားတွေအားလုံးဒီရုပ်သေးမြမရုပ်သေးကဘာမှာကဘာကတံမှုထားတဲ့မြမရုပ်သေးနုပညာပန်းကိုတီးတယ်တီးတယ်ပုံမှုပြီးနော်ပွင့်လန်းဝေစာလာအောင်ဝိုင်းဝန်းပြီးတော့မှအားပေးကြပါလို့အန်တီပြောချင်ပါတယ်အခုလိုဖြစ်ကြွေးရတဲ့အန်တီကိုကျွန်တော် Sky နဲ့ရုပ်သံအထူးပဲကျေးဇူးတင်ရှိပါခင်ဗျအန်တီကလည်းကျေးဇူးတင်ပါတယ် ကိုမင်္ဂလာပါခင်ဗျမင်္ဂလာပါသားရေဟုတ်ပါကိုအကိုရဲ့နာမည်လေးနဲ့ဒီအမြင့်တပင်ပါမို့နော်အကိုတာဝန်ယူထားတဲ့အပိုင်းလေးကိုသိကြည့်ပါလေခင်ဗျအဲဦးနာမည်ကဦးထွေးလို့လည်းခေါ်ကြပါတယ်အပြည့်စုံစုံဦးခမောင်ထွေးပေါ့ထွေးဦးမြန်မာရုပ်သေးဖွဲ့ရဲ့တီထောင်သူလည်းဖြစ်ဒါလိုက်တာလည်းဖြစ်ပေါ့နော်ဟုတ်ပါကိုအခုလိုမျိုးပေါ့နော်ကျွန်တော်လွတ်လပ်ရေးဖခင်ကြီးဘိုကျောင်းဆန်းရဲ့နှစ်အရာပြည့်ပွဲမှာပေါ့နော်နှစ်မောင်မျိုးအထိပေါ့နော်လာရောက်ဖြောပြပေးခဲ့ပုံလို့လည်းပြပြပေးပါအောင်ခင်ဗျအဲဦးထွေးတို့ဒီထွေးဦးမြန်မာရုပ်စုံတပင်အဖွဲ့ လည်းပဲဒီမြန်မာနိုင်ငံရုပ်သေးတပင်အတင်းရဲ့အတင်းသားပေါ့နော်။နောက်ဒီဒေါ်မမနိုင်တို့ရဲ့မန္တလေးရုပ်သေးအဖွဲ့ကလည်းမြန်မာနိုင်ငံရုပ်သေးတပင်အတင်းရဲ့အဖွဲ့သားတွေပေါ့နော်။ဆိုတော့ဒီဗိုလ်ချုပ်ရဲ့ရာပြည့်ပွဲတော်ကြီးမှာအခုလိုမျိုး9ရက်နေ့ကနေပြီးတော့13ရက်နေ့အထိကျင်းပတဲ့အချိန်မှာဖြောပြေပွဲတွေလည်းပါတယ်ဆိုတဲ့အတွက်ဒါဥထွေးတို့တွေတတ်တဲ့အမှုပညာနဲ့ဒါဗိုလ်ချုပ်ကိုလာပြီးဂုဏ်ပြုတယ်။ဒီလိုပွဲကြီးကိုစီစီကားကားတိုက်တိုက်မြဲမြဲဖြစ်အောင်ဥထွေးတို့တွေလာပြီးတော့ပူပေါင်းကြတယ်။နောက်ဒီမြန်မာနိုင်ငံရုပ်သေးတပင်အတင်းကြီးရဲ့ လှုပ်ရှားမှုလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့ဒီအတွဲဥထွေထွေလာပြီးကပြတ်ကြတာပါဟုတ်ပါကိုအခုအနေနဲ့ပေါ့နော်အခုလိုမျိုးကျွန်တော်လိုလိုက်ဖခင်ကြီးဘူဂျောအောင်ဆန်းရဲ့နေ့ရပြည့်ပွဲမှာပေါ့နော်အခုတက်တဲ့ပညာနဲ့အခုလိုမျိုးပါဝင်ခဲ့ရတဲ့အတွက်အခုရင်နဲ့ဖြစ်ပေါ်လာတဲ့ပိဋိခန်းစားချက်လို့လည်းပြောပြပေးပါဦးခင်ဗျာကျုံနောက်ကျုံခဲ့ပွဲကြီးပေါ့နော်ဒီနှစ်တရာပြည့်ပွဲဆိုတာဒါဥထွေထွေတက်တက်မှာတစ်ခါပဲမှီမှာလေနောက်တစ်ခါ ဟိုရိုးရိုးပုတ်ကူလည်းမဟုတ်ဘူးဒါမြန်မာအမျိုးသားလုံးရဲ့အမျိုးသားကောင်းဆောင်ကြီးလို့လည်းပြောလို့ရတယ်လွတ်လပ်ရေးဖခင်ကြီးလို့လည်းပြောလို့ရတယ်ဒီလိုမျိုးဘူကျုံအောင်ဆန်းရဲ့နှစ်တရာပြည့်ပွဲကြီးကိုကျင်းပမယ်ကြားတဲ့ကဥရိုးတို့တွေဘယ်နေရာကငါတို့တွေပါဝင်ခွင့်ရမလဲဆိုတာဟိုတွေးနေခဲ့တာပေါ့နော်အဲဒီလိုမျိုးဒါဘူကျုံရဲ့မွေးရဇာတိဖြစ်တဲ့နတ်မောက်မျိုးကိုလည်းပဲရောက်ချင်နေတာကြားလှပြီဒါပေမဲ့တီးတန့်ရောက်ဖို့ဆိုတာမလွယ်လှဘူးပေါ့အဲ့တော့အခုချိန်ကျတော့တစ်ချက်ကုန်နှစ်ချက်ပြတ်ဒါ ဘူဂျုံအောင်ဆန်းရဲ့မွေးရဇာတိကိုလည်းရောက်တယ်။နောက်ဘူဂျုံရဲ့ဒီလိုမွေးနေ့ပွဲကြီးကျင်းပတဲ့အခါမှာလည်းစီစီကားကားတိုက်တိုက်မြတ်မြတ်ဖြစ်အောင်ဦးထွေးတို့ရဲ့တကြွန်းတဲ့အမှုပညာနဲ့ကပြရတာအင်မတန်ကိုလည်းဝမ်းသာတယ်အင်မတန်ကိုလည်းဂုဏ်ယူတယ်ဒါဦးထွေးတို့ရဲ့ဒီရုပ်သေးတပင်တမိုင်းမှာရောဦးထွေးတို့ထွေးဦးမြန်မာရဲ့တမိုင်းမှာရောဒါတကယ်မှတ်မှတ်ရရအဖြစ်ပြက်လေးတစ်ခုအနေနဲ့ဂျန်ခဲ့မယ်ပေါ့နော်ဟုတ်ပါဘူးနောက်ဆုံးအနေနဲ့ကျွန်တော် Sky နဲ့ရုပ်သံတစ်စကြည့်ရှုအားပေးနေရအောင်နော်ပေးတဲ့တွေမိဘပြည်သူတွေအတွက်အခုနေနဲ့စကားလက်ဆောင်လေးပြောကြပြပါအောင်ခင်ဗျကျေးဇူးတင်ပါတယ် Sky နဲ့ကိုလည်း ကိုယ်မင်္ဂလာပါခင်ဗျာမင်္ဂလာပါအဲပါအကိုရဲ့နာမည်လေးနဲ့ဒီနေ့ဗိုလ်ချုပ်ရာပြည့်ပေါ့နော်ပွဲတော်အမိလာရောက်ဖြစ်ကပ်ပုံလေးလို့ပြပြပေးပါခင်ဗျာကျွန်တော်ရဲ့နာမည်ကကိုဝင်းစောဦးပါမကွေးတိုင်းနမ်မောင်မြို့နယ်ထုံပေါချမ်းရွာသားပါခုနကကိုနမ်မောင်မြို့နယ်ကကိုဗိုလ်ချုပ်ရဲ့နှစ်တရာပြည့်ဝင်းနေပွဲကိုကွန်ပျူတာအနေနဲ့အမတ်တရကျွန်တော်ဂျုံလုံးဂျုံခိုက်မလို့ကျွန်တော်ဒီပွဲကိုမဖြစ်ဖြစ်တဲ့နေနဲ့ခုနကတက်လာလာရောက်တဲ့ကွန်ပျူတာရဲ့ပါတယ်ခင်ဗျာဟုတ်ပါဘူး အခုလိုမျိုးပေါ့နော်ဘူဂျိုအောင်ဆန်ကျွန်တော်လွတ်လဲဖခင်ကြီးဘူဂျိုအောင်ဆန်ရဲ့မွေးနေ့ပွဲမှာအခုလိုမျိုးနမောက်မျိုးမှာစီစီကားကားဒီလိုမျိုးပွဲတော်ကြီးအများပြားချစ်ပတ်နေတဲ့အပေါ်မှာအခုရဲ့အမြင်လေးကိုလည်းပြောပြပေးပါဦးခင်ဗျဟာဟုတ်ကဲ့ကျွန်တော်အခုလိုပဲနမောက်မျိုးနဲ့အခုလိုကြီးစီကားလာတာကိုကျွန်တော်အနေနဲ့အများကြီးဂုဏ်ယူပါတယ်အများကြီးဝမ်းသာပါတယ်အရင်တော့သူ၆တွေ့နေတာလေအခုဒါကြီးစီကားလာတော့ဒါကြီးကိုကိုယူဝမ်းမြောက်မိပါတယ်ဟဲ့ပါအခုလိုဖြစ်ကြပါရဲ့အခုကျွန်တော် Sky နဲ့ကြိုတန်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျကျွန်တော်လည်းကျေးဇူးတင်ပါတယ်ခင်ဗျ Sky နဲ့ကြိုတန် ဘာမင်္ဂလာပါခင်ဗျမင်္ဂလာပါပါမင်္ဂလာဟုတ်ကဲ့ပါဘဘရဲ့နာမည်နဲ့ဒီစပိန်အသင်းအဖွဲ့နာမည်လေးကိုလည်းသိကြပါရခင်ဗျဟုတ်ဘဘနာမည်ကဦးရဲ့ကျူလို့ခေါ်ပါတယ်အခုကတော့ဒါဘဘတို့ကအသင်းအဖွဲ့မဟုတ်နားပေါ်မှာမိတ်ဆွေကြီးဖြစ်ကြတယ်နောက်ပြီးတော့ဒီစပိန်စီတာကိုဝါဒနာပါတဲ့လူငယ်တွေအခုလူကြီးတွေပေါ့နော်အဲလိုမျိုးစုပြီးတော့လာတာပါဟုတ်ပါဘဘအခုလိုမျိုးဘ ෝජ ောက်အောင်ဆိုင်ရဲ့ယာပြည့်ပွဲပေါ့ပေါ့နော် ဘဘတို့အနေနဲ့ရန်ကုန်ကနေပြီးတော့ထွက်လာတယ်လို့သိရှိရပါတယ်။အဲ့လိုမျိုးရန်ကုန်ကနေပြီးတော့ဒီနမောင်မျိုးအထိစပိန်နဲ့ထွက်ပြီးတော့ဗိုလ်ချုပ်ရဲ့ပွဲကိုဂုဏ်ပြုဖြစ်ခဲ့ပုံလေးကိုလည်းပြောပြပေးပါအောင်ခင်ဗျ။ဟောအဲ့ဒါတားရဒီလိုပေါ့။ဘဘတို့ကဟိုပေါ့နော်။ဒီနေ့မှတိတက်တဲ့ရွယ်တဲ့ဟိုဆပြီးတော့ဗိုလ်ချုပ်ကိုလေးစားခဲ့။ဒီရီပို့ပြီးတော့နော်အထက်တန်းကျောင်းသားဘဝတော့ရောက်တဲ့အခါကျတော့ဗိုလ်ချုပ်ကနော် လုံဆောင်ချက်တည်းအများကြီးဘွားဘွားတို့ကနော်လေးစားအားကြကိုကိုနိုင်တော့ဟာဗိုလ်ချုပ်လောက်တော့မဖြစ်ခဲ့ပါဘူးအဲလိုဆိုတဲ့အခါကျတော့ဒီပွဲကိုကြားတော့အခါကျတော့လည်းဘွားဘွားတို့ကယင်းနေတဲ့ယင်းနေတာပေါ့နော်ဟာလောလောဆယ်ဆယ်မှာဘွားဘွားတို့မှာဟာဗိုလ်ချုပ်ရဲ့အသက်ရှိတဲ့အငွေ့အသက်ကိုဘွားဘွားတို့ကမခံစားခဲ့ရဘူးဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဘွားဘွားတို့မမွေးသေးလို့ပဲဒါနဲ့ ဟိုတော့ကအတက်မဲ့တဲ့နော်အငွေအတက်ကိုတော့ဘဘတို့နော်တိကျတဲ့အရွယ်ကနေစပြီးတော့ခံစားခဲ့ရတယ်ပေါ့နော်ကတောင်းလို့လူငယ်တစ်ချင်းလောက်တယ်ပေါ့ဒီပွဲကိုကြိုက်ပြီးတော့လာချင်တဲ့စိတ်နဲ့လာတာပါတိုင်ပြီးအကုန်လုံးသူ့ပြီးတော့ဟဲ့ပါပါပါခုလိုမျိုးရန်ကုန်မြို့ကနေပြီးတော့နမောင်မြို့အထိကျွန်တော် လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆိုင်ရဲ့မွေးနေ့အမိအခုလိုမျိုးလာရောက်ဂုံပြုခွင့်ရတဲ့အတွက်အောင်အောင်မြင်မြင်နဲ့ရောက်ရှိလာတဲ့အတွက်အဘရင်နဲ့ဖြစ်ပေါ်လာတဲ့ခန်းစားချက်လို့လည်းသိရှိပါရခင်ဗျအဲ့ဒါတော့เนาะဘောအခုဒီမျိုးနတ်မောက်ဆိုတဲ့เนาะညနေအစ24မိုင်မော်တာအဲ့ဒီအစကိုမြင်လိုက်တာ ਨੇ တက်တိတ်မွင်းကြီးနေထားပါဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဘဘတက်တက်မှာပထမဦးဆုံးနတ်မောက်ကိုရောက်တာပါ ဟာဘုဒ္ဓကိုချစ်တဲ့လူတယောက်အနေနဲ့အသက်60နဲ့60နှစ်နော်အဲ့ဒီအချိန်ကြာမှာပဲဘဘနတ်မောက်ကိုရောက်ခုတော့ပါတော့အဲ့တော့ဘဘတို့ဒီလာတဲ့အကြောင်းရင်းရယ်ဘဘတို့ကဟာဒီနှစ်တရားဆိုတဲ့ဥစ္စာဘုဒ္ဓမွေးနေ့နှစ်တရားဆိုတာဘဘတို့နော်တသက်မှာတစ်ချိန်ပဲကြုံမှာပါနော်နှစ်ချိန်မကြုံပါဘူးမကြုံဘူးဘုဒ္ဓနှစ်နေရာတော့ဘဘတို့အသေးချလွဲမှာပါ အဲ့ဒါတော့မှမပြောနဲ့သားဘုဇုတ်တို့ကြာဆုံးတဲ့စေရတုနော်ဟာလားဟို2023ဆိုလို့ရှိရင်တော့မှဘဘတို့ကလွဲရင်လည်းလွဲနိုင်ကြုံရင်လည်းကြုံနိုင်စေရတုအာဇာနီနေ့ကိုအဲ့လိုဆိုတဲ့အခါကျတော့လက်ရှိကြုံနေတဲ့နော်နှစ်တရာပြည့်မွေးနေ့မှာဘဘတို့ဘာလုပ်မလဲဟုတ်တယ်မလားနော်အဲ့လိုဆိုတဲ့အခါကျတော့ဘဘပြည်သူတယောက်အနေနဲ့ဘုဇုတ်ကိုလေးစားတဲ့လူတယောက်အနေနဲ့ ဟာဝါဒနာရှင်ကြီးနဲ့အတူလာခဲ့ခြင်းဖြစ်ပါတယ်ဒါလာခဲ့ခြင်းဖြစ်ဘဘကုလိုဖြစ်ကြပဲဘဘအိုချရောစကိုင်းနဲ့ရောက်တဲ့အထူးပဲကျေးဇူးတင်ရှိပါခင်ဗျာဟိုဘဘကြီးဦးရေးကျွာလဲတားတို့ရောကြည့်စုနေကြတဲ့နော်ဟာပြည်သူပြည်သားတွေရောနော်ဘဘကျေးဇူးတင်ပါတယ်နောက်ပြီးတော့ပြည်သူပြည်သားတွေကိုလည်းဘဘပြောတင်ပါတယ်ဟုတ်တယ်မလားနော်အနှစ်သာရရှိတဲ့နော်ဘုတ်ချုပ်မွေးနေ့အထိတ်မှ2015တနှစ်လုံးเนา ကိုရင်ထဲကနေကိုအိမ်မှာကိုနော်ဂုံပြုတ်နိုင်ပါတယ်နော်ဒါတော့ပါပဲတိုင်